အလိုအလုံးနဲ့မင်္ဂလာပါရှင်မင်းလေးရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အညာအလွမ်းပြေတင်းကြံစာလေးဖြင့်ဟုံးလက်ဆောင်ချွချွအေးအေးလေးလှုပ်တော့ဖြစ်လို့လုံလေးလေးကိုလာပြီးတော့မျှဝေပေးပါလို့ရှင်ပထမဦးဆုံးအိုးတလုံးလေးကိုစံမုတ်ခင်ခတ်စွန်းကြီးလေးစွန်းစာလောက်ထည့်ပေးလိုက်ပါမယ်ရှင်ဂရန်နဲ့ချိန်မယ်ဆိုရင်တော့300ဂရန်လောက်ရှိပါတယ်ရှင်ပြီးရင်တော့ကလောပီနာမုတ် ထမင်းစားစွန်းတစ်စွန်းစာလောက်ထည့်ပေးလိုက်ပါမယ်။ကရာနဲ့ချိန်မှန်ဆိုရင်တော့20ကရာလောက်ရှိပါတယ်ရှင်။ပြီးရင်တော့စာတစ်ဖက်ရေစွန်းတစ်စွန်းစာလောက်ထည့်ပြီးအားလုံးကိုနှက်သွားအောင်မှုသွားပေးလိုက်ပါမယ်။ပြီးရင်တော့ထုံးရည်ကြီး1800 ml လောက်ကိုစမုံထဲကိုထည့်ပြီးတော့မှုသွားပေးလိုက်ပါမယ်။မီလီလိုဒီမုံနှင်းဖြော်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်။ရေကိုတစ်ခါလည်းထည့်ပြီးမဖြော်ဘူးပေါ့နော်။အဲ့လိုဆိုရင်မုံသားလေးတွေကအစီအစီလေးတွေဖြစ်တော့ပေါ့နော်။မေကတော့ရေအနှဲငယ်နဲ့မုံသားလေးတွေကိုအားလုံးပျော်ဝင်သွားအောင်မှုလိုက်ပါရစေ။ အလုံးပြုံဝင်သွားပြီဆိုမှကြံနေတဲ့ရေကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြီးပြီဆိုမှတဖန်ပြန်ပြီးအလုံးနှက်သွားအောင်မှွေသားပေးလိုက်ပါတယ်ရှင်။ဒါဆိုရင်မုံသားလေးရပို့ပြီးတော့သုံးမှုစီမှာဖြစ်ပါတယ်။အစီစီလေးတွေမဖြစ်နေဘူးပေါ့နော်။ပြီးရင်တော့မေလီယာတူကိုခဏလောက်နှက်ထားပေးလိုက်ပါတယ်။ မုံလေးနှတ်ထားတဲ့ချိန်မှာမိကထညက်ရေချိုထားပေးလိုက်ပါမယ်ထညက်ခဲအလုံး20လောက်ရှိတယ်ပေါ့နော်ဂရမ်နဲ့ချိန်မယ်ဆိုရင်တော့220ဂရမ်ရှိပါတယ်ရေကကြတော့900မီလီလီတာထည့်ထားပါတယ်စကြတော့အနည်းငယ်ချက်ပြီးသူ့ကိုဆူလာလေးကြီးပေါ့နော်အလုံးပြုံဝင်လာလေးကြီးချိုထားပေးလိုက်ပါတယ်ရှင်ချိုရင်းချိုရင်းနဲ့ဒီလိုမျိုးလေးမြုပ်ကလေးတက်လာပါလိမ့်မယ်အဲ့ဒါဆိုရင်မိလေးတို့ကသူ့ကိုခတ်ပြီးတော့ပြစ်ထုတ်လိုက်ပါမယ်ရှင်ပြီးရင်တော့မိလေးတို့ဒီထညက်ရေကိုပေါ့နော်ညှိကြည့်လို့ရပါတယ်တချို့ထညက်တွေကကြတော့အချုံနေတယ် ပေါ့နော်အဲ့လိုမျိုးခြုံနေတယ်ဆိုလို့ရှိရင်မိလေးတို့ကတခြားဖြစ်ဖြစ်ပေါ့နော်နောက်ထပ်တခြားခြုံတဲ့အရာတွေကိုထပ်ပြီးတော့ထည့်နိုင်ပါတယ်မိရတော့မြည်ကြည့်တဲ့အခါနေတော်ပဲဆိုတော့သူ့ကိုဘာမှထပ်မထည့်ခဲ့ဘူးပေါ့နော်ပြီးရင်တော့စကားလေးနဲ့သူ့ကိုစစ်ချပေးထားလိုက်ပါတယ်ပြီးရင်တော့အေးခန်းနဲ့မှအေးခန်းထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့မိလေးတို့အစောကနှက်ထားတဲ့မုန့်နစ်ကလေးတွေကိုလာပြီးတော့ဂျူထားပေးလိုက်ပါမယ်ရှင်မိကိုအလဲအလတ်လာအနေထားလေးနဲ့အဆက်မပြတ်ကလေးသူ့ကိုဂျူသွားပေးရမှာဖြစ်ပါတယ်ရှင် ကျိုးရင်ကျိုးရင်နဲ့မုံသားလေးတွေကဒီလိုမျိုးလေးထွေးလာပါလိမ့်မယ်ရှင် ပြီးရင်တော့မလေးတို့ရေလိုအပ်တယ်ဆိုရင်လည်းဒီနေရာမှာရေထက်ထက်ပြီးတော့ကျိုးနိုင်ပါတယ်ဒီလိုမျိုးလေးမုံသားလေးရကြည်ကြည်လေးရလာပြီဆိုရင်တော့ရပါပြီပြီးရင်တော့သူ့ကိုစကားလေးနဲ့ထည့်ပြီးတော့ညှစ်ချပေးလိုက်ပါမယ်ဒီနေရာမှာမုံလက်ဆောင်ညှစ်တဲ့ခွက်လေးရှိရင်တော့ပိုကောင်းတယ်ပေါ့နော်မင်းကတော့ရိုးရိုးစကားလေးနဲ့ပဲညှစ်ချပေးထားလိုက်ပါတယ် ောက်မှာကြတော့ရေခဲရေလေးအစင်းနဲ့လှုပ်ထားပေးရမှာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ဖန်ခွက်လေးနဲ့ဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်တခြားပလင်းလေးနဲ့ပဲဖြစ်ဖြစ်ညှစ်ပေးလိုက်ပါမယ်။မေလေးကတော့ဖန်ခွက်လေးနဲ့သူ့ကိုညှစ်ချပေးထားလိုက်ပါတယ်ရှင်။ဒီပါအောင်သူ့ရဲ့မုံလက်ဆောင်ပိုင်လေးရဆိုလို့ရှိရင်ပေါ့နော်။ကြည်ပြီးတော့အရန်ကိုလှနေတာပဲရှင်။ ပထမဒီမုံလက်ဆောင်ဘက်လုံနေရပေါ့နော်ခက်မယ်ထင်ခဲ့တာတကယ်တမ်းလုံကြည့်တော့အရင်ကြီးမခက်ပါဘူးเนาะနောက်ပြီးတော့ကိုကိုတိုင်းလှုပ်ရှားကြည့်တဲ့အတွက်လှုပ်လဲလှုပ်တတ်တယ်ပြီးတော့အများကြီးလဲစားရတယ်ပေါ့နော်ပြီးတော့အများကြီးလဲရတာပေါ့နော်ဒီပါအောင်ခုဆိုရင်တော့မီလီလိုမုံလက်ဆောင်ဘက်လေးရတော့ရပါပြီရှင်အရင်ကိုစားခြင်းဆိုပဲလေးပါရှင်ကဲပြီးရင်တော့မီလီလိုတူကိုစကားလေးနဲ့ရေးစစ်ပေးလိုက်ပါမယ်ပြီးရင်တော့စပြီးတော့ပြင်ဆင်ပေးလိုက်ပါမယ်မုံလက်ဆောင်ဘက်လေးထည့်ပါမယ်ပြီးရင်တော့ ချိုအေးနေတဲ့ထညက်ရည်လေးကိုထည့်ပေးလိုက်ပါမယ်ရှင်။ပြီးပြီဆိုရင်တော့အပေါ်ကနေအုံဘတ်ကလေးဖြူပေးလိုက်ပါမယ်ရှင်။ကဲအခုဆိုရင်တော့ချိုအေးလေးနဲ့တောက်လို့အရန်ကောင်းတဲ့မေလိုတို့မော်လက်ဆောင်လေးရတော့တောက်လို့စင်စင်ဖြစ်ပါပြီရှင်။လုံးလေးကအရန်ကိုလွယ်ကူတာမို့ကြောင့်မေလေးကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။